ဒါပေမဲ့ကျွန်တော်တို့ Liverpool ကိုပြောမယ်ဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်34ပါလေ Champion ဖြစ်ခဲ့တယ်။ဒါအခုနောက်ပိုင်း Premier League မှာဒီလိုမျိုးပွဲတော်တော်လိုနေသေးတဲ့အချိန်မှာလည်း Champion ဖြစ်တော့တော်တော်ရှားပါတယ်။ Liverpool ကတော့ title နဲ့ Champion ဖြစ်ခဲ့တယ်ပေါ့နော်။ဒါပြီးတော့ Manchester United တင်းနဲ့အချိန်20ပေါ့နော်။အမှတ်ပေး Champion တူပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ Premier League နဲ့အမှတ်ပေး Champion နှစ်ခုပေါင်းအချိန်20တူပါတယ်။ဒါ Premier League မှာတော့ Liverpool ကဒုတိယမြောက်ဆူဖလားဖြစ်တယ်ပေါ့နော်။ဒါ2019တုန်းကဆိုလို့ရှိရင်သူတို့ပရိသတ်တွေနဲ့အဝဲမခံရအောင်။ဒါဒီအချိန်မှာတော့သူတို့သူတို့ရဲ့ Premier League ဒုတိယ Champion ဆုနဲ့မှာဆိုလို့ရှိရင်တော့ ါဘောနော်ပြည်သက်တွေနဲ့ဒါအဝဲခံရတဲ့ခါမှာတော့တကယ်ကိုပျော်ဖို့ကောင်းတယ်လို့ကျွန်တော်ကတော့ပြောစင်တယ် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပိုင်းကတော့ Super Sunday ပွဲချုပ်သွားချက်အစီအစဉ်ဖြစ်ပါတယ် Super Sunday ဒီတစ်ပတ် Premier League ပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea သင်းနဲ့ Liverpool သင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ကိုရေးနေထုံးကျွန်တော်ညီကိုညက်ကထုံးစံတိုင်းခံပန်းသုံးသပ်တက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကိုရေးနေထုံးရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Chelsea နဲ့ Liverpool ပေါ့လေနော်ဒီပွဲကတော့ Liverpool အတွက်တော့ဘာမှတော့ဖိအားမရှိတော့ဘူးဒါပေမဲ့ Chelsea အတွက်ကတော့ Champions League ဝင်ခွင့်အတွက်အရန်ကိုအရေးကြီးတဲ့ပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထုံးစံတိုင်းပေါ့နော် Ancient Chelsea ဘက်ကနေစလိုက်စင်ပါတယ်အာ Chelsea အတွက်က ါကြတော့လက်ရှိမှာဒီ Champion League ဝင်ဝင်ကတော်တော်လေးကိုအရေးကြီးရဲ့ကာလာတွေကိုရောက်နေရပါတော့လက်ရှိအခြေအနေကလည်းဒီ Forest ရဲ့ Chelsea ရဲ့ Villa တို့ကအဆင့်၅နေရာတွေအပြိုင်ဖြစ်နေတာပေါ့တကယ်တမ်းတိကျကြည့်မယ်ဆိုရင် Chelsea ရဲ့ပုံမှန်ရှိနေတဲ့ Newcastle နဲ့ Man City တို့တော့မှအဲ့လောက်ကြီးမလွတ်ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်နေတာပေါ့ Chelsea ကကြတော့ဒီပွဲပြီးသွားရင်လည်းဒီ Newcastle Forest Man United ပေါ့အဲ့ဒီနေ့နဲ့ကစားဖို့ရှိရဆိုတော့တော်တော်လေးကိုမလွယ်ဘူးပေါ့နော်ဟုတ်ပါတယ် champion ဖြစ်သားလို့အောင်ပွဲခံနေတဲ့ဒီပါဘူးကိုတော့သူတို့အိမ်ခွေးမှာပေါ့နော်ဖြစ်နိုင်ရင်တော့သုံးမှတ်ပြီးတော့ယူသင့်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ် ဇန်နဝါရီလထဲကစပြီးတော့ Chelsea ကပရီးမီးယားလီဂ်မှာအင်ကွင်းရှုံးပွဲလုံးဝမရှိတော့ဘူး။ပြိုင်ပွဲစုံလေးနဲ့ကြည့်ပြန်ရင်လည်းဒီအင်ကွင်းရှုံးပွဲတပွဲပဲရှိရတဲ့ကိုကအင်ကွင်းအားတော်လေးကောင်းတဲ့တင်နဲ့မှာပါတယ်။ဒီပါဝူရဲ့အဝေးကွင်းခြေဆောင်ကိုပြန်ကြည့်တဲ့ခါမှာလည်းနောက်ဆုံး၅ပွဲမှာ၂ပွဲပဲနိုင်လာပြီးတော့ကျန်တဲ့ပွဲတွေမှာရုန်းကန်ထားရတယ်ပေါ့နော်။ Chelsea အနေနဲ့ဒီ Maturigi နဲ့ netto ပေါ့နော်အီတောင်မန်ဘက်ကိုဟိုဘက်ချင်းဒီဘက်ချင်းအဲ့လိုပွဲကစားချင်းတွေ့မှာပဲချင်းပြီးကစားခိုင်းတာတော်တော်လေးတော့အလုပ်ဖြစ်တယ်ဟုတ်ပါတယ်ဘသူညီတဲ့အနေထားတွေကနေဒီတိုးဝင်ပြပြီးတော့ကန်တင်းတာနေလှုပ်လာနိုင်တော့တက်စစ်ကိုလည်းပို့ပြီးတော့ တ်လက်စီရဲ့လို့တော့ကျွန်တော်ကမြင်တယ်ပေါ့နော်ဒီနေရာမှာထောင်တက်စစ်နေရာကတော့ဒီနီကိုလက်ဂျက်ဆင်ကပဲချက်စီနဲ့ပို့ပြီးတော့လိုက်ဖက်ပါတယ်အန်ကူကူရက်ဆိုင်ရင်နီကိုလက်ဂျက်ဆင်ကဒီမရက်စကာရဲ့အာဘော်ကိုပို့ပြီးတော့နားလည်ပြီးတော့ဒီချက်စီရဲ့ပုံစံတိုင်းလိုက်ကစားနိုင်စွာရှိရဲ့ကစားသမားလို့ကျွန်တော်ကတော့မြင်တယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်နောက်ထပ်ဖြစ်မနေပြောရမယ့်ကစားသမားတစ်ယောက်ကတော့ပါမပေါ့နော်ဟုတ်ကဲ့ကာလာရှီဂိုးပေါက်ပြောင်းနေတဲ့ပါမကကျွန်တော်အမြင်အရဆိုတော့သူကလူအားရောစိတ်အားရောပင်မနေတဲ့ပုံဘက်ကိုပို့ပြီးတော့သွားတယ်ပေါ့နော်အရင်ကဆိုရင်ချက်စီဂိုးသွင်းပြီးဆိုမကြည့်လိုက်နဲ့ဒါပါမပဲ အခုကကြတော့ဒီ goal twin goal တွေတင်မကောက် assist လုပ်တဲ့အပိုင်းတွေမှာပါကြာဆင်းလာလို့မြင်လာရတယ်16ပွဲစတိုက် goal ပေါင်းပျောက်လာတယ်ပေါ့နော်အဲ16ပွဲမှာလည်း assist က2ချိန်ပဲရှိရပေါ့နော်ပါမားလိုကစားသမားကတကယ်တော့ရလက်တစ်ခုကိုချပြနိုင်တဲ့ကစားသမားမျိုးပေါ့နော် twin goal တွေ assist တွေလုပ်ပြပြီးအတင်းကိုဆွဲတင်တဲ့ပုံစံတွေထဲမှာပါတယ်ပေါ့နော်အဲ့လိုမဟုတ်ပဲနောက်ွယ်ကနေကစားကုတ်ကိုထိန်းထားတယ်ဆိုတာမျိုးကဒါပါမားတော့မဟုတ်ဘူးဟုတ်ကဲ့ခုဝင်လင်းပြောရမယ်ဆိုတော့ပါမားအခြေစွမ်းကြဆင်းနေတယ်ပေါ့နော်ဒီနေရာမှာပါမားဘက်မှာကကံကောင်းမှုတွေရှိသွားတာကဘယ်လိုမျိုးလဲဆိုတော့ လူတွေကဆန်ချိုကိုအာယုံဆိုင်ကြတယ်ဒီကြိမ်မှာဆန်ချိုခြေစမ်းမပြတဲ့ခါမှာလူတွေရဲ့ဒီတာဂတ်ကဒီဆန်ချိုဖြစ်သွားတာပေါ့နော်ချားချားချားတစ်ဖက်မှာပြန်ပြီးကြည့်ပြန်ရင်လည်းဒီနီကိုလက်ဂျက်ဆင်တို့အကူကူတော့တော့ချက်စီရလက်မကောင်းတဲ့အချိန်တိုင်းမှာပါမားစီကိုလူတွေကပြောမှဒါဆိုင်တခြားကစားသမားတွေကိုပို့ပြီးတော့ပြောကြတာမျိုးလေးပေါ့နော်တကယ်တမ်းပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင်လည်းပါမားအနေနဲ့လည်းခြေသွေးတိစရာကြာစင်းနေတာတပွဲနှစ်ပွဲတော့မကတော့ဘူးတော်လေးတော့ကြာနေပြီလို့တော့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော် နောက်တစ်ချက်အနေနဲ့ကျတော့ Chelsea ကလေဗာပူးကိုမနိုင်တာတော်တော်လေးကိုကြာပြီ။နှစ်နဲ့ပြန်ပြီးတွက်မယ်ဆိုရင်တော့၄နှစ်ပြီးပါတော့ရှိယူ။ဟုတ်ပါတယ်။ Stamford Bridge မှာဆိုရင်တော့ Premier League နိုင်ဝဲမရဘူးဆိုတော့2018ပြီးတဲ့အောင်မနိုင်တာ။အဲတော်တော်လေးကိုကြာနေတဲ့ကာလာတဲ့ကိုရောက်နေပြီပဲနော်။ဒါကြောင့်မို့ဒီဒီချိန်မှာတော့ ချယ်ဆီအသင်းအနေနဲ့နိုင်ပွဲတစ်ပွဲတော့ပြန်ရှာတဲ့နေလို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပါ။ချယ်ဆီရဲ့ချန်ပီယံလိဝင်ခွင့်အတွက်ပေါ့နော်တကယ်ကိုအရေးကြီးတဲ့ပွဲလို့ကျွန်တော်ပြောချင်တယ်။ဒါလက်ရှိအဆင့်5ဖြစ်တယ်။အဆင့်5ကကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာအဆင့်3နဲ့နှစ်မှတ်กว่าတယ်။အဆင့်6နဲ့ဆိုလို့ရှိရင်ရမှတ်တူပြီးတော့ချယ်ဆီကပွဲပိုကစားထားတဲ့အခါမှာချယ်ဆီကလုံးဝကိုမှားလို့မရတဲ့အခြေအနေတစ်ခုရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။လက်ချန်ပွဲတွေကချယ်ဆီကလီဗာပူးပြီးလို့ရှိရင်နျူကာဆယ်၊မန်ယူ၊နော်တင်ဟမ်ဖောရက်ဆိုတော့တေးကြတယ်။အဲ့လေးဝက်လုံးမှာချယ်ဆီရမှတ်ဆက်နှက်မှာဘယ်လိုမှမရအောင်။ဟုတ်ပါရဲ့ဗျာ။ဘယ်လိုမှမရပြင်မဲ့ကျွန်တဲ့အောက်ကပြိုင်ဘက်တွေကတော့သူ့ကိုဖိအားပေးနေအောင်မှာ။ဒ လို့အချင်းချင်းမျိုးမှာတော့ Chelsea ကဒီဘွဲမှာတရေတောင်ကျလို့မရဘူးဆိုတဲ့အချက်တစ်ခုတော့ကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဗျာသူတို့ကပြီးခေါ်ရခဲ့တဲ့ပေါ့ပွဲတွေမှာကြည့်မယ်ဆိုရင် Chelsea က Fulham ကိုနိုင်တယ်ကျွန်တော်တို့ပေါ့နော်ပြီးကန်ဒီမှာနိုင်တယ်ပြီးတော့ Everton ကိုနိုင်တယ်ကတ်နိုင်တယ်ပေါ့အဲ့လိုနှစ်ပွဲဆက်နိုင်ခဲ့တဲ့အခါမှာ Champions League ဝင်ခွင့်ကတော့ Chelsea ရဲ့အနားမှာပဲရှိနေတယ်ဆိုပေမဲ့ကျွန်တော်တို့ကနောက်ပွဲတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာ ဘရက်ဖို့နဲ့အက်စွန်းနဲ့နှစ်ပွဲဆက်တည်ရကြခဲ့တယ်။တည်ရမကြသင့်ပဲနဲ့တည်ရကြခဲ့တဲ့ပွဲနှစ်ပွဲကိုတည်ရကြသွားတဲ့အခါမှာတော့ချန်ပီယံလိဝင်ကွင်းအတွက်အခုလိုဖြစ်သွားရလို့ကျွန်တော်ကတော့ပြောချင်တယ်။အသင်းရဲ့အနေအထားတွေကခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ပုံမှန်လေးကောင်းတယ်လို့ပြောလို့ရတယ်။လာဗီယာပြန်လာတော့ကွင်းနဲ့အားလေးနဲ့ပို့ပြီးတော့ကောင်းသွားတယ်။ဒါကိုလည်းကျွန်တော်တို့ပြောရမယ်။ဒီနေရာမှာတော့ကျွန်တော်တို့ကပင်မာပေါ့လေနော်။ ပဲမသားအရင်လိုဆိုလို့ရှိရင်ကျွန်တော်တို့ကချက်စီကိုပုံမျောနေနိုင်ပါဒါပေမဲ့လက်ရှိမှာတော့သိတဲ့အတိုင်းပဲအရင်လိုလုပ်ပြဖို့ဆိုတာတော်တော်လေးကိုသူခပြပါဘောနော်ခက်ခဲနေတယ်ပဲမခက်ခဲနေတဲ့အနေထားမှာတော့ချက်စီကိုကျွန်တော်တို့ယုံကြည်ရဖို့ဆိုတာကလည်းသိတော့မလွယ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဘောနော်တော်ဝင်တိုင်းစစ်မှာဟိုနက်တိုစူးစမ်းရတယ် မာရူအီကြီးကပို့ပြီးတော့အားကိုးလာရတယ်။ဒီပိုင်းတွေကတော့ကျင်တ်ဖို့ကောင်းပါတယ်။ဒါအစင်လဲပြည်တယ်။ဒီနေရာမှာကျွန်တော်ရဲ့အမြင်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆမ်ချိုပေါ့။ဆမ်ချိုကအမြဲတမ်းအတွက်အလုတ်ဖြစ်မယ်လို့မထင်ဘူး။ပြောမယ်ဆိုလို့ရှိရင်ဆမ်ချိုကိုကျွန်တော်တို့အရာအလုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကစားမကအသင်းကြီးတစ်သင်းမှာပွဲထွက်ကစားဖို့အတွက်မလုံလောက်ဘူးဆိုတော့ကျွန်တော်တို့တော်တော်လေးကိုမြင်ရပါတယ်။ဒါပေမဲ့ဆမ်ချိုကိုကျွန်တော်တို့ပေါ့နော်ကြိုက်နေတဲ့ Chelsea fan တွေလည်းရှိတယ်။ဒီလိုအနေထားတွေရှိတဲ့အခါမှာတော့ဒါပေါ့နော် Manchester United ပရိသတ်တွေဘက်ကတွေးကြည့်မယ်ဆိုတော့ကျွန်တော်ဒီပိုင်းကနည်းလေးပျော်စရာကော ောင်းမယ်လို့ထင်တယ်ဟာဆမ်ချိုကိုကြိုက်လားပေါ့ကြိုက်လိုက်ရင်ယူဝါဆိုတဲ့အမြင်လေးကြီးလည်းဒီရဲ့ဘိုင်းမှာမြင်ရတယ်ကျွန်တော်ကတော့ဆမ်ချိုကအသေးသေးသေးမှာအမြဲတမ်းအတွက်ပရီးမီးယားလိအဆင့်မှာတော့အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါချယ်ဆီနဲ့လီဗာပူးမှာဆိုလို့ရှိရင်တော့ကိုရဲထုံးပြောသွားသလိုပဲကျွန်တော်ပေါ့နော်ဒီလီဗာပူးနဲ့ဆိုလို့ရှိရင်ချယ်ဆီကအခုနောက်ပိုင်းအရှုံးများတယ်ဒီပွဲမှာကဒီလိုရှုံးလို့မရဘူးဒါပေမဲ့ချယ်ဆီကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကံကောင်းမှုလေးတွေအခုနောက်ပိုင်းမှာချန်ပီယံလိဝင်ခွင့်တော့မှာရနေတဲ့အခါမှာတော့ဒီပွဲမှာချယ်ဆီရလက်ကောင်တစ်ခုလောက်ကတော့မျောလို့ရမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့လီဗာပူးဘက်လေးကိုသွားနိုင်စမ င်ပါတယ်ပြောပြပေးပါအောင်လီဗာပူးကတော့ဒီဆော်စီပဲချန်ပီယံဖြစ်သွားခဲ့တာပါเนาะဟုတ်ကဲ့ချဲစီတင်းကတော့ဒီပွဲစဉ်မှာတော့ကာရော့ဟော်နာလုတ်ပေးရမှာပါเนาะလီဗာပူးကိုညင်းခဲ့တဲ့ကိုက်ဆဲတို့ကလည်းဒီပွဲစဉ်မှာကာရော့ဟော်နာလုတ်ပေးရမှာဆိုတော့လီဗာပူးပရိတ်သတ်တွေနဲ့ဆိုတော့ဂျင်းက်စီကကောင်းတယ်လို့တော့ကျွန်တော်တို့မြင်နေပါเนาะလီဗာပူးတို့ကတော့ဒီယာဒီကပြီးသွားပြီလက်ကျန်ယာဒီပွဲတွေအကုန်လုံးကဒီယာဒီကျော်ခြေစမ်းပွဲကစားနေရတယ်လို့ပဲအဲ့လိုပုံစံမျိုးဖြစ်သွားတာပါเนาะဒီနေရာမှာတခုပြောချင်တာကလီဗာပူးချန်ပီယံဖြစ်တာကတခြားအသင်းတွေညံ့လို့ချန်ပီယံဖြစ်တာမျိုးတဲ့ ခြားတဲ့နေတဲ့ပိုကောင်းလို့ချန်ပီယံဖြစ်သွားတာလို့တော့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ပင်မဲ့တွေညံ့တာမကောင်းတာကဒါတို့ရဲ့ကိစ္စဒါဒီပါဘူးနဲ့တော့မဆိုင်ဘူးဒီပါဘူးကတော့ကိုယ့်လောက်ကိုယ်ကောင်းကောင်းလုပ်သွားတယ်ခြားတဲ့နေရမလုပ်နိုင်ဘူးဒီလောက်နဲ့ပဲဒီပင်မဲ့တွေကပြီးသွားခဲ့ရပေါ့နော်ကလော့လက်ထက်ကလိုမျိုးပေါ့ဒီဂျာကန်ကလော့လက်ထက်ကလိုမျိုးအကျင့်နဲ့ရှင်ပြန်ရတာမျိုးဖြစ်လာရင်ချန်ပီယံဖြစ်ပါမလားဆိုတဲ့မိကုံမျိုးလေးတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ပြီးတော့ရှင်လို့မရဘူးပေါ့နော်သူ့အချိန်ခါနဲ့သူပဲလို့တော့ကျွန်တော်ပြောချင်တယ်အဲ့အချိန်ခါလာမှာတေချာစမ်းဆောင်တဲ့သူကတော့အောင်ဝဲခံရမှာတော့တေချာတယ်ပေါ့နော် တန်ပန်းရှင်တွေအနေနဲ့ကလည်းပန်းရှင်တွေအနေနဲ့ဒီ Arne Slot ကိုဒီလာမဲ့ပြောင်းရှေ့မှာတေချာလေးတော့ support ပေးတဲ့ရလို့ကျွန်တော်မြင်တယ်။အဓိကတော့ Arne Slot က Liverpool ရဲ့သွားနေတဲ့ handpan နဲ့သူက long term ဘယ်လိုသွားရမလဲဆိုတာမျိုး color ရေဘယ်လိုသွားရမလဲပုံစံကို adjust လုပ်နိုင်တဲ့နည်းပြတွေမှာတော့ပါတယ်။ဒါကလည်း DRD မှာ champion ဖြစ်ဖို့အရေးပါခဲ့တယ်။ Liverpool အသင်းကပုံမှန်အားဖြင့်ဆိုရင်ဒီ Yadi အဆုံးတက်ခံရရောက်ခဲ့တဲ့အခါမှာဒီကစားမိုက်တန်ရရတာတို့ကစားအကျတာတာမျိုးရှိပြီမြင်အာနီစလော့ကကျတော့ကောင်းအောင်မကင်တွေသွားပြီးဒါဒီကုံတဲ့အထိပေါ့နော်ချန်ပီယံစုဖလာတေးချအောင်တေးချလုတ်ပေးသွားတဲ့ဒီပြလို့တော့ကျွန်တော်ပြောနေတယ်ဒီတဲ့ပုံပေါ်ကောင်းမွန်တဲ့ဒီကောင်းမွန်ကစားသမားနေတာဆိုရင်တော့လီဗာပူးရဲ့ခစ်တစ်ခုပေါ့နော်ဥရောပမှာတိဆောက်နိုင်လိမ့်မယ်လို့တော့ကျွန်တော်ကထက်ပြီးတော့ပြောချင်ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့အချိန်20စုဖလာဆန်ချင်ကိုပေါ့နော်ဖောက်ဇန်နာဝိုင်းပြောရမယ်ဆိုရင်လီဗာပူးနီးပြ3ယောက်ပြီးမှတော့လိုက်မီသွားခဲ့ပြီဆိုတော့အခု တို့အနေနဲ့ဒီအင်္ဂလန်မှာနှစ်သင်းပဲရှိသေးတယ် triple winner ပေါ့ဖလားသုံးလုံးဂုံဖလားသုံးချန်ပီယံဆိုတော့ဂုံဘုံနောက်ထပ်ပြီးလိုက်တင်တယ်လို့တော့ကျွန်တော်တို့ပြောချင်ပါတယ်ချက်စီနဲ့ပွဲမှာလည်းဒီဘဝူးတင်နေလူစုံတော့ထုတ်လိုက်ထုတ်လိုက်မယ် ဒါပေမဲ့ပွဲချိန်ပြီးတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ခြေစမ်းပွဲလိုမျိုး AC ပဲကစားစားလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ Liverpool ကိုပြောမယ်ဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်34မှာ Champion ဖြစ်ခဲ့တယ်ဒါအခုနောက်ပိုင်း Premier League မှာဒီလိုမျိုးပွဲတော်တော်လိုနေသေးတဲ့အချိန်မှာ Champion ဖြစ်တော့တော်တော်ရှားပါတယ် Liverpool ကတော့ Title နဲ့ Champion ဖြစ်ခဲ့တယ်ပေါ့နော်ဒါပြီးတော့ Manchester United တင်အချိန်20ပေါ့နော်အမှတ်ပေး Champion တူပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ Premier League နဲ့အမှတ်ပေး Champion နှစ်ခုပေါင်းအချိန်20တူပါတယ်ဒါ Premier League မှာတော့ Liverpool ကဒုတိယမြောက်ဆူဖလားဖြစ်တယ်ပေါ့နော်ဒါ2019တုန်းကဆိုလို့ရှိရင်သူတို့ပြိုင်သက်တွေနဲ့အဝဲမခံရအောင်ဒါ ဒီချိန်မှာတော့တို့ပြေတို့ရဲ့ Premier League ဒုတိယ Champion ဆုနဲ့မှာဆိုလို့ရှိရင်เนาะဒါပေါ့နော်ပရိသတ်တွေနဲ့ဒါအဝဲခံရတဲ့ခါမှာတော့တကယ်ကိုပျော်ဖို့ကောင်းတယ်လို့ကျွန်တော်ကတော့ပြောစင်တယ်ဒါ Champion ဖြစ်ပြီးကစားတဲ့ပွဲဆိုတော့ Chelsea ကလက်ခုပ်တီးပြီးဂုဏ်ပြုလိမ့်မယ်ဒီနေရာမှာတခြားအသင်းသင်းသာဆိုလို့ရှိရင်ဒီလောက်ထိပြောစရာရှိမှာမဟုတ်ဘူး Chelsea ကလည်းအသင်းကြီးဖြစ်တော့ဒါကတော့ပြောစရာလေးတော့ဖြစ်သွားတယ်ပေါ့အနေထားလေးရှိတယ်ပြောတော့ပေါ့နော်ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအခြေအနေရှိတော့ဒီပွဲမှာ Liverpool ကလူဆုံးပွဲထွက်လာနိုင်တယ်ဒါသူတို့ Champion ဖြစ်ထားတဲ့အသင်းသားတွေအားလုံးကိုစားပြုပြီးတော့ပေါ့နော်ကျွန်တော်လူစင်းအပြောင်းလေးလေးတိတ်မရှိဘဲနဲ့ ပွဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်။ဒီရာသီမှာကျွန်တော်ကလီဗာပူးကိုကြည့်မယ်ဆိုလို့ရှိရင်ခြေစွမ်းကြတဲ့အချိန်တွေရှိတယ်။ဒါပေမဲ့ Premier League Champion အဆုအတွက်မှာတော့လုံးဆရာရှိတဲ့လောက်ကိုအကောင်းဆုံးလုပ်နိုင်တယ်ပြ။ဒါတခြားအသင်းတွေအားလုံးထက်အများကြီးပိုတာတယ်။ပြောမယ်ဆိုလို့ရှိရင်တော့တရာသီလုံး Premier League မှာတည်ငြိမ်တဲ့ခြေစွမ်းကိုပြနိုင်ခဲ့တာကြောင့်ဒီအသင်းက Champion ဖြစ်နိုင်ခဲ့တာပေါ့နော်။ဒါဖြစ်ခဲ့တာလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အဓိကကတော့ခြားအသင်းတွေထက် Liverpool ဒီရာသီမှာပိုတာတာကတော့တည်ငြိမ်မှုလို့ကျွန်တော်ပြောချင်တယ်။နောက်တစ်ခုကစပါးနယ်ပွဲမှာသူတို့ဥဆောင်ကိုစပေးလိုက်ရတယ်။ဒီနေရာမှာတခြားအသင်းဆိုလို့ရှိရင်ဝေဝါးသွားနိုင်ပြီမြဲ ဲ့လီဗာပူးကယုံကြည်ချက်ရှိရှိနဲ့ဖိအားမများသွားပဲနဲ့ဂိုးပြတ်နိုင်ပွဲနဲ့ပြန်လာနိုင်ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့ကဘာလို့မြင်ရလဲစပါးကလီဗာပူးကိုရှိန်နေတယ် စပါးကလီဗာပူးကိုရှိန်နေတယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့မြင်ရပြီးတော့ဆာလာဘောလုံးရံပို့ပြီးတော့ဆိုတယ်ဆာလာဘောလုံးရံပြန်ဘက်ခန်စစ်ကစားသမားကပြန်ဘက်နောက်တန်းကစားသမားကဘာလို့လို့လုံးဝမသိဘူးကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ငငယ်တော့ကလေးတွေဘောလုံးကစားလို့ရှိရင်ဒီလူကိုရှိန်နေတယ်လို့မျိုးသူတို့ကဆာလာကိုရှိန်နေတာဆာလာဆိုလို့ရှိရင်အသိမဝင်ရဲဘူးအဲ့တော့ဆာလာကသူလှုပ်ချင်တာလှုပ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒီလူမျိုးရဖို့ကမလွယ်ဘူးအခုဆိုအသိတွေကလီဗာပူးကိုရှိန်အောင်ရှိန်နေပြီကျွန်တော်ဒီရာလေးကိုတော့ထည့်ပြောစင်တယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ရက်လက်ပိုင်းကလီဗာပူးဘယ်လိုကစားမလဲဆိုတာကသာအဖြေဖြစ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီနေ့မှာလ ဗာပူးကရေရှည်ပါဒီလိုမျိုးဆက်ပြီးတော့ကောင်းနေဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လီဗာပူးအတွက်လိုအပ်တဲ့နေရာနှစ်နေရာရှိပါတယ်။ဒါကတော့ပြောမယ်ဆိုလို့ရှိရင်ဘန်တိုင်းနဲ့ဆာလာပေါ့။လက်ရှိမှာဒီကစားသမားတွေကလီဗာပူးမှာဆက်ရှိမယ်ဆိုပေမဲ့လာမယ့်ရာသီတွေမှာ ဒီလိုမျိုးတွေဆက်ပြီးတော့ခြေစွမ်းပြနိုင်မလားဆိုတဲ့အခြေအနေမျိုးတော့မရှိဘူးအဲ့တော့ Liverpool မှာဒီနှစ်နေရာကတော့အရေးကြီးတယ်နောက်တစ်ခုကအထောင်တိုက်စစ်နေရာလည်းအရေးကြီးတယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ကိုရက်လက်ကမ်ပိန်းလေးပတ်လေးကိုသွားလိုက်ချင်ပါတယ်ဒါပေါ်တော့ Liverpool နဲ့ Chelsea ပါကမ်ပိန်းပေးပါအောင်အဲကျွန်တော်ကတော့ဒီပွဲစဉ်က Chelsea ရဲ့အိမ်ဝင်ဖြစ်နေတာရေကျွန်တော်တက်ဆက်တဲ့ကျွန်တော်ပြောစရာရှိတာပါမပါဘောနော်ပါမဒီလိုမျိုးခြေစွမ်းကြနေတဲ့အကြောင်းရင်းထဲမှာ Anso Maresca ရဲ့အပြစ်တွေလည်းမกินဘူးဘောအဓိကဒီပါမနဲ့လှည့်ပြီးသုံးလို့ရမယ့်ကစားမတစ်ယောက်မရှိတော့တဲ့အချိန်မှာပါမကပွဲကြီးစတိုက်ကစားပြီး ီးတော့ဟိုခြေစမ်းကြရနေသူကမနာရပဲကစားတဲ့ခါမှာပို့ပြီးတော့ဆိုးရတယ်တော့ကျွန်တော်ကမြင်နေပါတော့ဒီပွဲစဉ်မှာတော့ပန်းမအနေနဲ့ဒီအလှည့်ပြောင်းတစ်ခုလောက်ကိုသူဖန်တီးနိုင်မလားလို့ကျွန်တော်ကတော့ ဒီစိတ်ထဲမှာတော့ဒီစိတ်ဝင်စားပြီပဲเนาะဒီပွဲစဉ်ကဒီ Chelsea ရဲ့အိမ်ဝင်ဖြစ်နေတာရေ Liverpool တင်းကလည်းဖလားရပြီးသားပြီဆိုတော့တိတ်ပြီးအားထက်မကန်လာဘူးလို့ထင်နေတာကြောင့်ဒီပွဲစဉ်မှာတော့ Chelsea ရဲ့ Liverpool တင်းကိုနှစ်ဂိုးဂိုးမရှိဆိုရလဲနဲ့အနိုင်ရအောင်မယ်လို့ခံစားလိုက်ပါတယ်ဗျဟုတ်ကဲ့ပါဒီပွဲစဉ်မှာတော့ပြောမယ်ဆိုလို့ရှိရင်တော့အနိုင်ပိုလိုအပ်နေတဲ့အတင်းကတော့ Chelsea ဖြစ်တယ်တည်ရအောင်မရဘူး Liverpool ကတော့အေးအေးဆေးဆေးပဲဒါပေမဲ့ Champion ဂုံပုတ်စနစ်အန်ဂျီရောသူတို့ကစားဖို့တော့လိုတယ်ပေါ့နော်ဒီနေရာမှာတော့ခံမှန်းချက်မှာတော့ကျွန်တော်တို့ကပို့ပြီးတော့ဖိအားများတဲ့အတင်းကိုပဲရွှေ့တာပဲကောင်းမှထင်ပါတယ်ကျွန်တော်လည်း Chelsea နိုင်မယ် Liverpool ကိုနှစ်ဂိုးတစ်ဂိုးနဲ့နိုင်မယ် ယ်လို့ခန့်မှန်းထားပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ကြီးကိုညောက်ပြောသွားခဲ့တာကတော့ Chelsea တင်းနဲ့ Liverpool တင်းတို့ရဲ့ဒါပေါ့နော် Premier League Super Sunday အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ Chelsea တို့အပိုရေးကြီးတဲ့ပွဲစဉ်မှာ Chelsea က Liverpool ကိုအရှုံးလေးများနေတယ်။အခုနောက်ပိုင်းမှာဒီလိုအခြေအနေလေးလည်းရှိပါတယ်။ပြီးတော့ Chelsea အိမ်ကွင်းဖြစ်တဲ့ဒီရာတွေအားလုံးကိုကျွန်တော်တို့ပေါ့နော်ပေါင်းပြီးတော့ကျွန်တော်တို့ညောက်ရဲ့ခန့်မှန်းချက်ကတော့ဒါပေါ့နော် Chelsea က Liverpool ကိုနိုင်မယ်လို့ခန့်မှန်းထားပါတယ်။တကယ်လက်တွေ့မှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသအစီအစဉ်ခေါင်းတွေမှာ ပရိသတ်တွေနဲ့ကျွန်တော်ညီကိုတစ်ယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။